အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Burmese USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Mr. 9ဖြစ်ပါတယ် America ရဲ့မြန်မာအင်္ဂလိပ်ဘာသာပဲ Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တင်ဆက်ပေးသွားမယ့်သတင်းကတော့ Los Angeles ကခိုးဝင်သဘုံတွေကိုအားကျပြီးတော့ America ပြည်နယ်တော်တော်များများကခိုးဝင်တွေကလည်းစတင်ပုံကန့်ပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်သတင်းအပြည့်အစုံကတော့ New York Times ကဂျွန်လ10ရက်2025ဒီကနေ့မှာတင်ဆက်သွားတာကတော့ လော့စ်အန်ဂျလိစ်မှာစတင်ပြီး ICE အဖွဲ့ရဲ့ကိုဗစ်ကျူးကျော်တွေကိုဖမ်းဆီးမှုပေါ်စန့်ကျင်ဆန္ဒပြကြရာအခု၄ရက်မြောက်နေ့မှာပုံမပြင်းထန်လာပြီးတော့အတီကယုံတွေဖြစ်အကြမ်းဖက်တိုက်ခိုက်မိရှုဖျက်ဆီးမှုတွေပြုလုပ်လာကြရင်းနဲ့အမေရိကကိုကိုဗစ်ကျူးကျော်ပြီးတော့အာဏာကိုပုံကန်လာတဲ့သဘုံတွေဖြစ်လာနေကြပါပြီ။အဲ့ဒီအမေရိကရဲ့အခြားနိုင်ငံကြီးပြည်နယ်မျိုးကြီးတွေမှာတော့ကိုဗစ်ကျူးကျော်ဂျာစပစ်သားတွေဟာ လော့စ်အန်ဂျလိစ်ရဲ့လှုပ်ရှားမှုကိုအားကျလို့သူတို့ကို ရှာဖွေဖမ်းဆီးနေတဲ့ ICE အဖွဲ့ကိုအကြမ်းဖက်တုံ့ပြန်တိုက်ခိုက်တာတွေစတင်နေပါပြီ။အဲ့ဒီလိုပုံခံနေတဲ့အဖွဲ့အစည်းတွေက New York Times ကိုပြောလိုက်တာကတော့အခုတစ်ပတ်မှာ Los Angeles က ICE အဖွဲ့ကိုမယံမနာပုံကန်တော်လှန်နေသလိုမျိုး အမေရိကရဲ့အခြားပြည်နယ်တွေဖြစ်တဲ့ San Francisco, Sacramento, Houston, Texas, San Antonio, Texas, Chicago, နယူးယောက်မြို့တွေမှာလည်းအ ਨੇ ဆုံးနေရာ30လောက်ဖြန့်ကျက်ပြီးတော့ Trump အစိုးရရဲ့ ICE အဖွဲ့တွေရဲ့ California နေဆုံးတပ်တွေ US Marine စစ်သားတွေကိုစန့်ကျင်ကြဖို့တမရ Trump အမိပေးထားတဲ့ကျူးကျော်တဲ့ပုံအုပ်စုကနယူးယောက်တိုင်းစ်ကို မနေ့ကပြောသားပါဗျ။ဒီချိန်ထဲမှာပဲ Los Angeles မှာနေမြေခံရဲတွေအတီကယုံတပ်ဖွဲ့တွေကအကြမ်းဖက်ဆန္ဒပြတဲ့တဲ့ပုံတွေကိုမနိုင်နှင်းတော့တဲ့အတွက်တမရ Trump က နေကြားဆောင်စစ်တပ်မှစစ်သား2200ကိုဆေးလွှတ်ခဲ့ပြီးမထိန်နိုင်သေးတဲ့အတွက်တခါမရင်းတပ်သား900ထပ်မံဆေးလွှတ်ခဲ့မှုအပေါ်ကန့်ကွက်ပြီးစာနာပြတဲ့သူတွေကိုမဖမ်းပါနဲ့ဖမ်းရင်ဖမ်းငါ့ကိုဖမ်းပါလို့ပြောခဲ့တဲ့ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးအရင်တော့တော့ကျွန်တော်တို့မင်းသားကြီးအာနိုအုပ်ချုပ်ခဲ့ပါတယ်အခုတော့အဲ့ဒီ Gavin Newsom ကိုတော့သမ္မတ Trump ကသူဟာသူ့တာဝန်မထမ်းဆောင်နိုင်ပဲကယ်လီဖိုးနီးယားက လော့စ်အန်ဂျလိစ်မှာအခုလိုတောင်းချမ်းပုံကန်တာတွေကိုမထိနိုင်တဲ့အပြင်ထိမ့်ဖို့ရောက်လာတဲ့အဖွဲ့အစည်းတွေကိုလည်းဝေဖန်စော်ကားပြစ်တင်ခဲ့တဲ့အတွက်သူအရန်ဖန်ပြီးထောင်ချခြင်းကြောင့်အင်ဖြူရောမှာသတင်းများကိုပြောလိုက်ပါတယ်ထရမ်ကအကယ်၍ငါသာ ICE အဖွဲ့ရဲ့ခေါင်းဆောင်တอมဟိုမန်သာဆိုရင်တော့ဒီကောင်ကေဗင်နျူဆမ်ကိုအခုပဲဖမ်းဆီးလိုက်ပြီလို့ပြောလိုက်ပါတယ် Los Angeles ရဲ့ပုံခံမှုရဲ့အခြေအနေကတော့အခုဆိုရင်၄ရက်မြောက်နေ့ဖြစ်လာပြီးတော့ ICE အဖွဲ့ကရောလောလောဆယ်လူပေါင်းအယောက်150လောက်ဖမ်းဆီးရမိခဲ့ပြီးအဲ့ဒီထဲကတော်တော်များများဟာဆိုရင်တော့သူတို့ရဲ့နိုင်ငံကိုတော့ပြည်နှင်တန်းခတ်ပြီးတော့အမေရိကရဲ့မြေပေါ်မှာမရှိတော့ကြောင်းသိရပါတယ်ဒါမှမဟုတ် Trump ကိုမီဒီယာတွေက White House မှာမေးတော့ဒီလိုအမေရိကကို ခိုးဝင်ပါတယ် Hours of standing off this situation has now rapidly deteriorated. The LAPD moving it on horseback, firing rubber bullets at protesters, moving them on through the heart of LA. What we're seeing in LA is chaos caused by the administration. People should exercise their right to protest, that's their First Amendment right. But people should also exercise that right peacefully. We do not want to play into the administration's hands. When you raid Home Depot and workplaces, when you tear parents and children apart, and when you run armored caravans through our streets, you cause fear and you cause panic. And deploying federalized troops is a dangerous escalation, but we need to be real about this. This is about another agenda. It's not about public safety. There's clearly no plan, and there is clearly no policy. I want the people of Los Angeles to know that we stand with all Angelinos, no matter where you were born. The First Amendment right gives you the ability again to protest peacefully but it does not give you the right to be violent, to create chaos, or to vandalize property. In recent days, many protests across the city have been peaceful, and we thank the community for expressing their views and their frustration in a responsible manner. However, when peaceful demonstrations devolve into acts of vandalism or violence, especially violence directed at innocent people, law enforcement officers, and others, we must respond firmly. An act of violence, whether toward officers, demonstrators, or of the public, will be met with swift and lawful action. Our goal is to maintain order without escalating conflict and to protect everybody's right to safety. အခုတော့ Los Angeles မှာအကြမ်းဖက်မှုတွေကိုဖမ်းဆီးနေပြီးတော့နေကြာစောင့်တက်အပြင် Marine စစ်သားတွေကိုပါနောက်ထပ်ရောက်900ထပ်ရောက်လာတာကိုတွေ့မြင်ရမှာပါ။ ဗီဒီယိုလေးတင်ဆက်ပေးလိုက်ပါရစေ။ဗီဒီယိုဟာ၄မိနစ်လောက်ရှိပေမဲ့တကယ်တမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်။ပြီးရင်တော့ comment လေးတွေပေးခဲ့ပါ။နောက်ထပ်သတင်းများကိုလည်းစူးစမ်းပြီးတင်ဆက်ပေးသွားပါဦးမယ်။ဆိုကျွန်တော်တို့ရဲ့ channel လေးကိုကြည့်ခဲ့ရင်တော့ like and subscribe လုပ်ပေးခဲ့သွားပါ။ So please take care of yourself and each other. Bye bye. Yeah, vi going to keep it